writing lessons part touching စိုင်းနီသင်ခန်းစာများအပိုင်73 demonstrated gesture minus first noun slash noun phrase demonstrated gesture minus ဆိုတာကအညွန်ဖြစ်တဲ့သတ်မှတ်တဲ့အရာလေးလို့ပြောချင်တာဖြစ်ပါတယ် determiners ဆိုတာသတ်မှတ်ပေးသူများသို့မဟုတ်သတ်မှတ်တဲ့အရာတွေကို determiners လို့ပြောပါတယ် demonstrated teacher minor suro အညွန်အနည်းနဲ့သတ်မှတ်ပြီးတဲ့အရာတွေလို့ပြောကျင်တာဖြစ်ပါတယ်အဲလိုအညွန်အဖြစ်သတ်မှတ်ပြီးတဲ့အရာတွေနဲ့ now တော့မဟုတ် now phrase တွေနဲ့တွဲသုံးမှာဖြစ်ပါတယ် demonstrated teacher minor suro ကဘယ်လိုဟာမျိုးတွေလဲ this er that to her this er များ those to her များဒီစကလုံးလေးလုံးဟာ demonstrated digital minus tv ဖြစ်ကြပါတယ်ဒီနေရာမှာ this car or now အနေနဲ့တွဲသုံးပါတယ် that car or now အနေနဲ့တွဲသုံးပါတယ် this car or now အများနဲ့တွဲသုံးပါတယ် those car or now အများနဲ့တွဲသုံးတာပဲဖြစ်ပါတယ်အောက်ကဥပမာတွေကိုကြည့်လိုက်ရင်ပုံမိုပြီးတော့ရှင်းလင်းသွားပါလိမ့်မယ် number 1 this car ဤကားတော့မဟုတ်ဒီကားပေါ့နော်ဒီနေရာမှာ this car this car ဤလို့အဓိပ္ပာယ်ရပါတယ်တော့မဟုတ်ဒီလို့အဓိပ္ပာယ်ရပါတယ် car က car ပါပဲဒါကြောင့်မြန်မာလိုဒီကားလို့ပဲရေးရေးဤကားလို့ပဲရေးရေးမြန်မာလိုဒီတော့မဟုတ်ဤကားချိရလာသလိုအင်္ဂလိပ်စာမှာလည်း this car ချိရလာပါတယ်ကားကမြန်မာစာမှာဒုတိယအပိုင်းအနေနဲ့ရေးရပါတယ် အင်္ဂလိပ်လိုလေ car ကဒုတိယပိုင်းအနေနဲ့ရေးရပါတယ်ဆိုတော့ d demonstrated determinacy ဖြစ်ကြတဲ့ this that these those တွေကမြန်မာနဲ့အင်္ဂလိပ်နဲ့ရေးသားမှုအစီအစဉ်ကအတူတူပဲဖြစ်လို့လွယ်တယ်လို့ပြောရပါလိမ့်မယ်။ဒါပေမဲ့အတိတ်ပဲလေးတွေကိုတော့ရောတတ်တဲ့အတွက်ကြောင့်အသေးချာမှတ်သားစေချင်ပါတယ်။ This car ဤတော့မို့ဒီလိုအဓိပ္ပာယ်ရတယ်။ဟုတ်ပြီ number 2 that car that ပြောင်းသွားပါတယ် that ဆိုတာနဲ့ထိုးလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့် that car ဆိုတော့ that car ထိုး car က car ထိုး car number 3ဤတော့မို့ဒီစာအုပ်ဤတော့မို့ဒီက this စာအုပ်က book ဒါကြောင့်ဤစာအုပ်တော့မို့ဒီစာအုပ်လို့ရေးခြင်းနဲ့ဆိုရင် this book လို့ရေးလို့ရပါတယ်။ ထိုစာအုပ်ထိုကဘာလဲ that စာအုပ်ကဘာလဲ book ဒါကြောင့်ထိုစာအုပ်လို့ရေးမယ်ဆိုရင် that book လို့ရေးရပါတယ် number 4ဤကားများဤကားများမှာနှစ်ပိုင်းခွဲလိုက်ပါမယ်ဤကားများနှစ်ပိုင်းခွဲလိုက်ပါမယ်ဤကားများဤက this ကိုရေးရပါတယ်ဘာကြောင့် this ကိုမေးပဲနဲ့ this ကိုရေးရလဲဆိုရင် နောက်ကကာများဆိုတာအများဖြစ်တဲ့အတွက်ကြောင့်အများနဲ့တွဲသုံးမယ်ဆိုရင် this နဲ့တွဲသုံးရပါတယ်အနည်းနဲ့တွဲသုံးမယ်ဆိုရင်အနည်းဤက this အများဤက this ဒီလိုမှတ်ပေးပါဒါကြောင့်ဤကားများဆိုရင် this cars ထိုကားများဒီနေရာမှာထိုနဲ့ကားများကိုခွဲပြီးတော့စဉ်းစားပါမယ်ထိုက those လို့ရေးရပါတယ်ဒါဆိုရင် the city that come မရေးပဲနဲ့ those ခုဘာကြောင့်ရေးရလဲ that ကလည်းထိုပါပဲ those ကလည်းထိုပါပဲ that ဆိုတာက now အနေနဲ့တွဲသုံးတာဖြစ်ပါတယ်ဒီနေရာမှာကထိုကားများလို့ပြောတဲ့အတွက်ကြောင့် now ကအများဖြစ်နေပါတယ် now အများနဲ့တွဲသုံးမယ်ဆိုရင် those ကိုသုံးရပါနဲ့ now အနေနဲ့တွဲသုံးမယ်ဆိုရင်တော့ that ကိုသုံးပါတယ်ဒါကြောင့်ထိုကားများဆိုရင် those cars ထိုကားများ number 7 isao mya isao mya ဆိုရင် i နဲ့ sao mya နဲ့ဟိုခွဲလိုက်ပါမယ် isao mya နောင်အများနဲ့တွဲသုံးမှာဖြစ်တဲ့အတွက်ကြောင့် this sao mya က books books s ပါပါတယ်နော်ဒါကြောင့် isao mya ဆိုရင် this books ပဲဖြစ်ပါတယ် number 8 to sao mya to နဲ့ sao mya နဲ့ဟိုခွဲခြားကြည့်ပါမယ် စာအုပ်များက books လို့ပြောပါတယ်။ဒါကြောင့်ထိုစာအုပ်များလို့ပြောခြင်း those books လို့ရေးရပါမယ်။ Number 9 ਈ တုံးမို့ဒီခွေးငယ်လေး ਈ တုံးမို့ဒီခွေးငယ်လေးခွေးငယ်လေးကအ ਨੇ ပါအ ਨੇ ဖြစ်တဲ့အတွက်ကြောင့် edo this နဲ့သုံးပါတယ်။ဒါကြောင့် edia this ခွေးငယ်လေးက fluffy fluffy ါကြောင့် e သို့မဟုတ် d ခွေးငယ်လေးဆိုရင် this puffy ပဲဖြစ်ပါတယ် number 10ထိုးခွေးငယ်လေးဒီနေရာမှာလဲခွေးငယ်လေးကအနေဖြစ်ပါတယ် noun အနေဖြစ်ပါတယ်ဒါကြောင့် that ကိုသုံးပါတယ်တကယ်လို့ခွေးငယ်လေးများလို့ဖြစ်ခဲ့ရင်တော့ those ကိုသုံးရပါမယ်ထိုးခွေးငယ်လေးထိုးက that ခွေးငယ်လေးက puffy ဒါကြောင့်ထိုးခွေးငယ်လေးဆိုရင် that ဖာဖီထိုခွေးငယ်လေးလို့သုံးရတာဖြစ်ပါတယ်။ဟုတ်ကဲ့ now lever e ခွေးငယ်လေးများဒီနေရာမှာ e နဲ့ခွေးငယ်လေးများနဲ့ကိုနှစ်ပိုင်းခွဲလိုက်ပါမယ်။ဒီနေရာမှာနှစ်ပိုင်းခွဲလိုက်ပါမယ်။နှစ်ပိုင်းခွဲလိုက်တဲ့အခါ e နဲ့ခွေးငယ်လေးများကိုနှစ်ပိုင်းခွဲလိုက်ပါမယ်။ နှစ်ပိုင်းခွဲလိုက်တဲ့အခါခွေးငယ်လေးများကနောင်အများ ဖြစ်နေတဲ့အတွက်ကြောင့် ego this လို့ရေးရပါတယ်ခွေးငယ်လေးများက far fees few fifi why why ကိုဖြုတ်ပြီးတော့ is ပေါင်းထည့်ပါတယ်ဒါဆိုခွေးငယ်လေးများလို့ဖြစ်သွားတယ်ဒါကြောင့် e ခွေးငယ်လေးများဆိုရင် this far fees ထိုခွေးငယ်လေးများထိုခွေးငယ်လေးများဆိုရင်အများဖြစ်တဲ့အတွက်ကြောင့် ်ထိုအများဆိုရင် those ကိုတော့မာတယ်ဒါကြောင့် those puffies ထိုခွေးငယ်လေးများထိုကလေးများထိုကလေးများဆိုရင်ကလေးများကတော့ children ပဲဖြစ်ပါတယ်ပေါ့နော် no so ကလေးကိုဆိုလို့ကျင်တာမဟုတ်ပါဘူး no so ကလေးကတော့ babies ပေါ့နော်ဟာပြီဒီနေရာမှာ children ဟာဘီထိုကလေးများထိုကလေးများဆိုရင်ကလေးများကအများဖြစ်တဲ့အကြောင်းထိုအများဆိုရင် those ကိုသုံးပါတယ်ဒါကြောင့် those children ထိုကလေးများထိုနေရာထိုနေရာမှာနေရာကအ ਨੇ ဖြစ်နေပါတယ်နော်နေရာကအ ਨੇ ဖြစ်နေတယ်ဆိုရင်ထေရှိရီဒတ်ကိုသုံးပါတယ်ထိုနေရာက phrase ဖြစ်ပါတယ်ဒါကြောင့်ထိုနေရာဆိုရင် that phrase ထိုနေရာဖြစ်ပါတယ်နောက်တစ်ခုက number 15 ထိုနေရာများထိုနေနေရာများ ਨੇ ပါဒါဆိုရင်ဒီနေရာမှာနေရာများဆိုတော့အများဖြစ်နေပါတယ်အများဖြစ်နေတဲ့အတွက်ကြောင့်ထိုရဲ့အများသည်ဘာသုံးမလဲဆိုတော့ those ကိုသုံးပါမယ်နေရာများက places ဖြစ်ပါတယ်ဒီနေရာမှာ e သုံးဖို့ d ဒီသုံးဖို့ e သားညက်ပါမို့အသားညက်ပါမို့ပေါ့နော်သားညက်ပါမို့ဆိုရင်နှစ်ပိုင်းခွဲကြည့်ပါမယ် ET အသားညက်ပေါင်းဖို့ဆိုတော့ ET က this ကိုသုံးပါတယ်နောက်ကသုံးရမယ့် noun ဒီအ ਨੇ ဖြစ်နေလို့ပါဒါကြောင့်အသားညက်ပေါင်းဖို့က sandwich ဒါကြောင့်ဒီအသားညက်ပေါင်းဖို့သုံးဖို့ ET အသားညက်ပေါင်းဖို့ဆိုရင် this sandwich ပဲဖြစ်ပါတယ် ਈ cookie များ cookie များဆိုတော့ဒီ cookie များကိုကြည့်လိုက်ပါအများဖြစ်နေပါတယ်ဒါကြောင့် ਈ ရဲ့အများသည် this ။အဲကဤကွက်ကီးများဆိုရင် this cookies ။ဤပန်းတို့မဟုတ်ဒီပန်းပေါ့နော်။ပန်းကအနေဖြစ်နေပါတယ်။ဤဒီရဲ့အနေက this ပန်းက flavor ။ဒါကြောင့် this flavor ။ဤပန်းတို့မဟုတ်ဒီပန်းပါ။ number 19ဒီတော့မို့ဤပန်းများဒါကြောင့်ပန်းအများဖြစ်နေတယ်ဆိုတော့ ဒီအီမာအနည်းဆိုရင် this နဲ့သုံးပြီးမယ်အများနောင်နဲ့တွဲသုံးမယ်ဆိုရင် this ကိုသုံးပါတယ်။ဒါကြောင့် this ပန်းများက flowers အဲ့ရ this flowers နဲ့ဒီပန်းများသို့မဟုတ်ဤပန်းများ e d အပင်ဒီအပင် e အပင်ဒီအပင် e အပင်ဆိုရင်အပင်ကအနည်းဖြစ်နေပါတယ်။နောင်အနည်းနဲ့တွဲသုံးမယ် e d d this ဖြစ်ပါတယ်။ဒါကြောင့် ဒီအပင်တော့ဤပင်ဆိုရင် this plant လို့ရေးရပါတယ် number 21 de အပင်များ e d အပင်များလို့ပြောခြင်း these plants လို့ပြောခြင်းဖြစ်ပါတယ်